နိုင်ငံတော်ပြည်ပြင်ပြောင်းလဲမှုတတိယလိုင်းမှာလူတိုင်းရဲ့တာဝန်ခံမှုတာဝန်ယူမှုကအဓိကအရေးကြီးဆုံးဖြစ်တယ်လို့ဒေါက်တာအောင်ထွန်းတက်ကပြောဆိုလိုက်ပါတယ်။စော်နံပေးပို့ထားပါတယ်ခင်ဗျာ။ မြန်မာနိုင်ငံရဲ့ဒီမိုကရေစီကိုပြုပြင်ပြောင်းလဲမှုလုပ်တဲ့အခါမှာလူအဖွဲ့အစည်းကိုကြီးတဲ့ပုံစံပြောင်းပြီးလူတိုင်းရဲ့တာဝန်ခံမှုတာဝန်ယူမှုကအထူးအရေးအကြီးဆုံးဖြစ်တယ်လို့နိုင်ငံတော်သမရရဲ့စီးပွားရေးအကြံပေးပမောက်ကဒေါက်တာအောင်ထွန်းတက်ကဇန်နဝါရီလ29ရက်နေ့ကမန္တလေးမြို့တာယာကရုံဟောင်းအစည်းအဝေးခန်းမှာမှာပြုလုပ်တဲ့နိုင်ငံတော်ရဲ့ပြုပြင်ပြောင်းလဲမှုတတိယလှိုင်းနဲ့တာဝန်ခံတာဝန်ယူမှုစနစ်အပေါ်တုံးသက်ဆွေးနွေးတဲ့အခမ်းအနားမှာပြောကြားလိုက်ပါတယ်။စွန့်လောက်မှုမရှိအောင်မှာပေါ့။စွန့်လောက်မှုမရှိမလို့တဲ့ မှာမလုံမရှုံမပြုတ်အဲ့တော့ဗါလဲစွတ်သားမှုမရှိဘူးအဲ့တော့မလုံမရှုံမပြုတ်နဲ့စွန့်နေလို့တိုက်ပြီးတော့မှာမဟုတ်ဘူးလုံမဲ့ရှုံမဲ့ပြုတ်တာမရောက်တဲ့လူကြီးဖြစ်မှာရတယ်မတော်တိုက်ပြီးအတွက်စေတားရှိလို့တော့စွန့်အောင်စွတ်သားမှုစွန့်မအောင်ရတယ် ဒီဆွေးနွေးပွဲကိုမန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ပြည်စစ်နှင့်စက်မှုလက်မှုဝန်ကြီးဦးကျော်မြင့်မန္တလေးခရိုင်ခုနှစ်မြို့နယ်ကလွှတ်တော်ကိုယ်စားလှယ်တွေတိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာကိုယ်စားလှယ်တွေနဲ့ခရိုင်မြို့နယ်အုပ်ချုပ်ရေးမှူးတွေတိုင်းဒေသကြီးအဆင့်အမျိုးသမီးရေးရာမိခင်နဲ့ကလေးဆောင်ရှောက်ရေးအသင်းတွေကတက်ရောက်ခဲ့ကြပါတယ်။ပွင့်လို့ဝင်ရှိရတဲ့ပြောရရ၎င်းမလို ်ဆုံးပြတယ်ကလူကြီးကအဘကောင်းတယ်ကြီးပြောတာလူကြီးကအဘကောင်းတယ်ကြီးပြောလူကြီးကတော့ကောင်းတယ်ပဲဖြစ်နေဖြစ်နေချိန်ညာတစ်မျိုးကုမ္ပဏီမှာလည်းဒီတိုင်းပဲတတိယမသိချောင်းအဘလူကြီးတိတယ်တိရတယ်မပြောတော့မပွင့်နေတော့ဒါကြောင့်ပွင့်နေအောင်လုပ်ကြ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်တည်လာတဲ့အတွက်နိုင်ငံတော်ရဲ့အာဏာကိုပြည်သူအစိုးရကိုလွှဲပြောင်းခြင်းပထမအဆင့်ကိုပထမလိုင်းလို့သတ်မှတ်ပါရယ်။နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေအရနိုင်ငံရေးပါတီတွေကိုလွတ်လပ်ခွင့်ပေးပြီး၂၀၁၂ခုနှစ်မှာနိုင်ငံရေးပါတီအစုံပါဝင်တဲ့လွတ်တော်တစ်ခုကျင်းပပေးနိုင်ခဲ့တာဟာဒီမိုကရေစီပြုပြင်ပြောင်းလဲရေးရဲ့ဒုတိယလိုင်းဖြစ်ပါရယ်။ဒုတိယလိုင်းမှာတော့နိုင်ငံရေးစီးပွားရေးနဲ့လူမှုရေးအုပ်ချုပ်ရေးစတဲ့ပြောင်းလဲမှုလေးခုပါဝင်ပါရယ်။ကျွန်မစောနန်းပါ။